နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျန်းဖို့ပါတီကရွေးကောက်ပွဲအောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံးရေးလှည့်လည်ရမှာလိုက်ပါပေးတဲ့သူတွေကိုတယောက်ကိုတသောင်းခွဲပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရက်ကွက်နဲ့မြို့နယ်တွေထဲမှာကျန်းဖို့ပါတီအတွက်မဲဆွယ်စည်းရုံးရေးဆိုင်းပုတ်ထောင်ရမှာပါဝင်ပေးသူတွေကိုလည်းတယောက်ကိုချက်3000စီပေးတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအတွင်းကလက်လုံလက်စားအခြေခံလူဒန်းစားတွေကိုမဲဆွယ်စည်းရုံးရေးထဲမှာပါဖို့ပါတီဝင်အင်အားပြနိုင်မှုအတွက် ပိုက်ဆံပေးပြီးတော့လုံခိုင်းနေတာလို့အလုံမျိုးမှာနေထိုင်သူတို့ကပြောပြထားပါဗျ။ပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကရန်ကုန်မှာအောက်ခြေလူဒန်းစားလက်လုံလက်စားသမားတွေကို3000ပေးပြီးတော့မဲဆွယ်စည်းရုံးရေးတွေလိုက်ခိုင်းနေပါတယ်။ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ထောင်းတာတွေလိုက်လုံခိုင်းနေတယ်ဗျ။တချို့ကလည်းလိုက်ကြတာပေါ့ဗျာ။ပတ်စံလိုချင်ကြတာကို ူတို့ကိုထောက်ခံမဲ့သူတောင်မရှိဘူးအကုန်လုံးဤဘက်ကပတ်စံရလို့လိုက်ကြတဲ့သူတွေကြီးပဲလို့ပြောဆိုထားပါတယ်စစ်ခွေးတက်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့နိုင်ငံရေးပါတီအသီးသီးကိုအော်တိုဘာလ28ရက်နေ့ကနေစပြီးတော့ရပ်ပေါင်း60အတွင်းမဲဆွယ်စီယုံခွင့်ပြုလိုက်ပြီဖြစ်တယ်လို့သိရပါတယ် ်ရွေးကောက်ပွဲလုပ်ဖို့အတွက်လောနေတဲ့စစ်ခွေးတပ်ဟာလုံခြုံရေးစိုးရိမ်ထိတ်လိုက်ရတာကြောင့်ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေအတွက်အခုလိုမျိုးမဲဆွယ်စည်းရုံးရေးအတွက်အကာအကွယ်မပေးနိုင်ဘူးလို့သိရပါဗျ။အငိမ့်စားစစ်ဘုံချုပ်တွေနဲ့ဖွဲ့စည်းထားပြီးတော့ငွေကြေးတတ်နိုင်တဲ့စစ်ဖွဲ့ပါတီကတော့ အောက်ခြေလူတန်းစားငွေကြေးမပြေလည်တဲ့သူတွေကိုခူတုံးလုတ်ပတ်ဆံပေးပြီးတော့ပါတီအတွက်မဲဆွယ်စည်းရုံးတာလူအင်အားပြပြီးတော့လုံခြုံရေးယူတဲ့အနေအထားတိုင်းလုပ်နေကြတယ်လို့ထောက်ပြပြောဆိုထားပါတယ်။လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့တနိုင်ငံလုံးအနှံ့စစ်ပွဲတွေဖြစ်ပွားနေသလိုမျိုးကြီးတွေမှာတော့စစ်ခွေးတက်နဲ့စစ်ခွေးလက်အောက်ခံတောက်တိုင်းတွေဟာတော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာကိုမကြာခဏခံနေရပါတယ်။အခုလဲစစ်တပ်ကဥဆောင်ကျင်းမာမဲ့ရွေးကောက်ပွဲမှာပါဝင်ကြမယ်။ နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေဟာပြည်သူလူထုရှေ့မှောက်မှာမဲဆွယ်စည်းရုံးတာတွေကိုယ်တိုင်မလုပ်ရဲကြပဲသူတို့ရဲ့လုံခြုံရေးကိုအထူးစိုးရိမ်နေကြတယ်လို့တုံ့တက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ